တင်အခုမျက်မြင်သက်သေအဖွဲ့ရဲ့လုံခြုံဆွဲဆိုရေးအတွက်ဗီဒီယိုအသုံးပြုခြင်းလက်ညောမရိုက်ကူးခင်ဆိုတဲ့အပိုင်းကိုကြည့်ရှုနေတာဖြစ်ပါတယ်။ဒီအခန်းမှာရီမန်းချက်နဲ့တင်းစကားတွေကိုဘလို့သတ်မှတ်ရမလဲပြိသက်ကိုဘလို့လှောက်ဆောင်စေမလဲသဘောတူညီချက်ရဲ့အရေးပါပုံတွေကိုတင်ပြပေးပါပါလေ။ရကူးရေးမစခင်မှာဗီဒီယိုဟာတင့်တော်တဲ့ရွေးချယ်မှုဖြစ်တယ်ဆိုတာကိုသိပါစေ။ဘာကြောင့်လဲဆိုတော့တင်းတင်းဖွဲ့စီမိတ်ဆွေတွေနဲ့ရကူးမဲ့သူတွေအတွက်အနေရရှိနိုင်လို့ပါ။ အန်ဒရယ်ကိုတုံးသက်ပါအန်ဒရယ်ဟာရိုက်ကူးနေစဉ်မှာတီးဖြတ်နေချိန်နဲ့ဖြန့်ချိတဲ့ချိန်တွေမှာဖြစ်တတ်ပါတယ်လုံစော်ဆွဆွရေးဗီဒီယိုဆိုတာပါလေရီမန်းချက်ထားရှိပါကြိုတင်ပြင်ဆင်ထားပေမဲ့လည်းတစ်ခါတလေမှာမဟုတ်တဲ့နေရာမှာချိန်ကြိုက်ရောက်နေတတ်ပြီးမျက်မြင်သက်သက်အဖြစ်တွေ့ရတတ်ပါတယ်ဗီဒီယိုနဲ့ထိရောက်ဆုံးဖြစ်စေနိုင်ဖို့အတွက်အချက်နှစ်ချက်ကိုအယုံဆိုင်ပါပြောင်းလဲရေးအတွက်ရှင်းလင်းပြသတဲ့ရီမန်းချက်ရှိသလားပြီးတော့ အဲ့ဒီရည်မှန်းချက်ကိုရနိုင်ဖို့ပြိတ္တကောသတ်မှတ်ထားပြီးပြီလားပြိတ္တဟာများနိုင်တယ်လို့နည်းနိုင်ပါလေဗီဒီယိုပြီးစီးတဲ့အခါမှာပြိတ္တရဲ့အရှိနေရာမှန်အချိန်မှန်မှာဘယ်လိုပြသနိုင်မလဲအချိန်စည်းချက်ဟာအရေးပါဆုံးပါပဲလှုပ်ဆောင်နေစေဖို့အတွက်ပြီးတော့ကမ္ဘာတော်လောကလူတွေအွန်လိုင်းပေါ်ကနေလှုပ်ဆောင်နိုင်ဖို့စီစဉ်ပါဒါမှမဟုတ် အမှုကိုအဓိကဆုံးဖြတ်ပေးမဲ့တရားသူကြီးကိုပြသပါဥပဒေရအတွက်မဲပေးမဲ့သူကို ပြသပါတင့်ပရိသတ်ကိုဘာလို့စေချင်တာလဲတင့်ပရိသတ်အတွက်အမှားစကားတစ်ခု ရှိပါစေတင့်ဗီဒီယိုကနေတဆင့်တိကျပြီးခိုင်မာတဲ့လှုပ်ဆောင်မှုတောင်းဆိုချက်တစ်ခုရရှိနိုင်စေပါတယ်တင့်ဝကြဟာလှုပ်ဆောင်ချက်ကရိယာတစ်ခု action verb နဲ့ဖော်ပြပါ ရိသတ်စီတရင်စကားထျောက်စွာရောက်ရှိစေဖို့အကောင်းဆုံးနည်းကပါလေတင်တင်ပြတဲ့ဇလန်ဝေးချဲတဲ့ရုပ်ပုံတွေပြောဆိုတဲ့သူတွေဟာတရင်စကားအတွက်အဓိကကြတာမို့ဗီဒီယိုအတွက်အယုံဆိုင်ချရာတစ်ခုကိုရွေးချယ်ပါစိတ်လုံရှားစေတဲ့သမာသမတ်ကြတဲ့ပြီးတော့ယုံကြည်စေနိုင်တဲ့ကိုယ်တွေ့အတွေ့အကြုံပေါ်အခြေခံတဲ့ဒါအပြင်အချိန်နဲ့နေရာအတိအကျဖြစ်စေနိုင်တဲ့ဇလန်တွေကိုရွေးချယ်ပါ အလေးထားရတဲ့လူတွေအကြောင်း လှုပ်ဆော်ဆွဲဆိုရေးဗီဒီယိုတွေမှာအကောင်းပြီးတိကျတဲ့အချက်လက်တွေပြီးတော့ဆက်ဆက်တင်ဆက်ကြတဲ့ရိုက်ချက်တွေဟာပရိသတ်ကိုနားလည်စေပါတယ်။အကောင်းမြင်ဆုံးဗီဒီယိုတွေမှာတော့ပရိသတ်နဲ့တသားတဲ့ကြတဲ့သူတွေရဲ့အသံတွေပါဝင်ပါတယ်။ဒါကြောင့်ဖြစ်ပျက်တစ်ခုအကြောင်းကိုစားပြောပြမယ်အစားကြီးခိုက်ခံရသူကိုယ်တိုင် ပြောဆိုပါစေ။သူတို့ပြောင်းလဲစေချင်တာကိုလည်းပေါ်လွှဲအောင်ပြောဆိုပါစေ။ပရိသတ်လှုပ်ဆောင်စေဖို့ထိတွေ့ဆက်ဆံပါ။ အောင်မြင်တဲ့လုံကျော်ဆွဲဆိုရေးရုပ်ရှင်တွေဟာပရိသတ်ရဲ့ပါဝင်လုဆောင်မှုကိုရစေပါတယ်ပရိသတ်ကိုယ်တိုင်ပါဝင်တယ်လို့ခံစားနိုင်ပါစေထီထွေပါအရှက်ရပါစေ စိတ်သက်တကြွပါစေမျောလင်းရထားပါဒါမှမဟုတ်ဒေါသထွက်ပါစေပြီးတော့မှသူတို့ဘာလုပ်လဲပလဲဆိုတာရှင်းရှင်းလင်းလင်းပြပါဗီဒီယိုဟာ စီယုံလုဆောင်ရေးရဲ့အစိတ်ပိုင်းတစ်ခုပါဗီဒီယိုကိုတခြားစော်အော်စီယုံနီးတွေဆက်ဆံရေးနီးတွေနဲ့အတူအသုံးပြုပါ လူတွေပါဝင်လှုပ်ဆောင်အောင်စူးစီးတာဒါမှမဟုတ် lobby လောက်တာ report ရေးတာနဲ့အမှုတင်ပြတာတို့ကိုလှုပ်ဆောင်ပါ online ဟာ video နဲ့ဆက်ဆက်တာတွေနဲ့သက်ဆိုင်တဲ့စာမျက်နှာတွေကိုဖော်ပြနိုင်တယ်လို့ပြည်သက်ကိုလည်း online ဒါမှမဟုတ် offline ကနေပါဝင်လှုပ်ဆောင်နိုင်ဖို့ဤတွေပြေးနိုင်ပါလေနားလည်မှုသဘောတူညီချက်ရယူပါဒီနေ့အဖြစ်ရေကူးခံတဲ့အတွက်ကြမဲ့အကောင်းနဲ့အဆိုးကိုနားလဲစေမှာဖြစ်တယ်လို့ရေကူးဖို့လက်ခံနေဆိုတာလဲသဘောတူညီလိုက်ပြီး တင့်ကိုသူတို့ရဲ့တွင်ပြင်လက္ခဏာကိုဖျောက်ဖို့လိုတယ်ဆိုရင်လည်းပြောပြပြီးသားဖြစ်စေပါတယ်။သူတို့ကိုဖြစ်နိုင်မဲ့အဆိုးဆုံးအခြေအနေတွေကိုရှင်းပြသင့်ပါတယ်။ဥပမာသူတို့ရဲ့ဖိနှိပ်သူတွေဒီဗီဒီယိုကိုတွေ့သွားရင်ဘာတွေဖြစ်မယ်ဆိုတာမျိုးပါ။ကဲရိုက်ကူးရေးစရအောင်။ပစ္စည်းကိရိယာတွေအများကြီးမလိုပါဘူး။ဆဲဖုန်းတစ်လုံး၊ကင်မရာတစ်လုံး၊ဗီဒီယိုရိုက်လို့ရတဲ့ရုပ်သေးကင်မရာတစ်လုံး။ဒါပေမဲ့ပြင်ဆင်ထားဖို့တော့လိုပါလိမ့်မယ်။ အစီအစဉ်တစ်ခု ချမှတ်ပြပြီးတော့ဇလန်းကဘာလဲဘလို့တင်ပြမှာလဲဘယ်နေရာမှာလဲဘယ်အချိန်မှာလဲဘသူတွေကိုရကူးမှာလဲဘသူတွေကတင့်ကိုကူညီပေးနိုင်မလဲပြီးတော့တင့်ရင်မှန်းချက်တရင်အချက်လက်နဲ့ပြိသက်တွေကိုစိတ်ထဲမှာထားရှိပါတင်ကူမျက်မြင်သက်သွေးအဖွဲ့ရဲ့လှုံ့ဆော်ဆွဲဆိုရေးအတွက်ဗီဒီယိုရိုက်ကူးခြင်းလမ်းညွှန်အပိုင်း1ကိုကြည့်ရှုနေတာဖြစ်ပါတယ် ဒီမှာဘယ်လိုရိုက်ကူးရတယ်ဘယ်လိုအလင်းတွေပေးရတယ်ဘယ်လိုကောင်းတဲ့အတန်တွေရောက်ရမယ်ဆိုတာကိုရှင်းပြပေးပါမယ်။ရုပ်ရှင်ရိုက်ကူးတာဟာဇလန်းတစ်ခုကိုပြောပြနေတာပါ။သင်ပေနေရာမှာရှိတယ်ဘာတွေဖြစ်ပျက်နေတယ်ဘသူတွေပါဝင်တယ်ပြီးတော့ဘာကြောင့်လဲဆိုတာနားလည်စေဖို့နီလန်းတွေရှာဖွေပေးရတာပါ။ရိုက်ချက်တွေကိုအထိပ္ပယ်ရှိစေမဲ့ကွင်းဆက်တွေဖြစ်ပါစေ။ ကင်မရာကလုတ်ကိုမဖွင့်ခင်မှာဒီရိုက်ချက်တွေဘယ်လိုသုံးပြရမလဲဆိုတာကိုစဉ်းစားတာပါချုံချက်ရိုက်ချက်တွေ zoom တွေရဲ့တက်ရောက်မှုကိုသတိပြုပါကင်မရာမော်ပြီးရိုက်ကူတာလှည့်ရိုက်ချက်တွေရိုက်ချက်အရွယ်ပေါင်းစုံကိုစဉ်းစားပါရိုက်ကွက်အကျဲနဲ့ချုံချက်ရိုက်ချက်တွေနဲ့ဘယ်နေရာမှာဘာတွေဖြစ်နေလဲဆိုတာကိုပြတာပါပြီးတော့ရှုပ်ထွေးတဲ့အဖြစ်အပျက်တွေချိတ်ဆက်မိအောင်ပြပါအလဲအလက်ရိုက်ချက်တွေနဲ့ဘာတွေဖြစ်နေလဲဘယ်သူတွေပါဝင်လဲဆိုတော့ပြပါ အနည်းကရိုက်ချက်တွေကတော့ဗီဒီယိုရဲ့ဇက်ရှင်တက်စီမဲ့အသေးစိတ်ကိုပြတ်သားတဲ့အခါတုံးပါအသေးစိတ်ကိုဖော်ပြနိုင်တဲ့ရိုက်ွက်တွေရပါစေအဲအောတဲ့ဒါမှမဟုတ်ကြောက်ရွံ့တဲ့အခြေအနေတွေမှာစုံတယောက်ရဲ့မျက်နှာကိုသတိထားရိုက်ကူပါဒါမှမဟုတ်ကြောက်ရွံ့ထွက်ပြေးသွားတဲ့ဆန္ဒပြသူတွေကြွကြံသွားတဲ့ဖနှက်အပုံးဒါမှမဟုတ်အင်တာဗျူးဖြေသူဟာအင်တန်ဆိတ်လုပ်ချာချာတခုကိုပြောပြပြီးတဲ့နောက်ငြိမ်သက်သွားတဲ့အခြေအနေကိုရိုက်ကူပါလှုပ်ရှားမှုတွေကိုရိုက်မိနိုင်ဖို့အနားကိုကပ်ပြီးရိုက်ပါ စိတ်ချရမယ်ဆိုရင်အနာကိုကပ်ရိုက်ပါဒါဟာရုပ်ပုံတွေကိုပိုကောင်းလာစေနိုင်ပြီးအတန်ကိုလည်းပိုကြည်လင်စားစေပါတယ်ပြီးတော့ကြီးကျယ်သူအနေနဲ့လည်းပါဝင်ရနေရဲဆိုတာကိုခံစားရစေနိုင်ပါတယ်ဆယ်စက္ကန့်စာအငြိမ်ရိုက်ကူးပြီးအကျိုးရှိစေမယ့်ကင်မရာလှုပ်ရှားမှုတွေလှုပ်ဆောင်ပါဒီငြိမ်နဲ့အငြိမ်ရက်ချက်တွေဟာကောင်းတဲ့ရက်ချက်တွေပါတဲ့နှဒောင်းတွေကိုကူးနဲ့ကတ်ထားပါငိန်နေစေဖို့အဓူတွေကိုကိုးရပါ ရိုက်ချက်တစ်ခုအတွက်ဘလောက်အထိငြိမ်ပြီးရိုက်ရမယ်ဆိုတာကို short တွက်လေးရှိကြပါလေဆက်ဆက်ကလောက်ငြိမ်ထားပါပါဒါဟာအလစ်ချင်မြားသိခင်မှာအရန်ကြာတယ်လို့ထင်ရနိုင်ပါတယ်ရေဖြန်းတယ်လို့ရိုက်ချက်တွေမရိုက်ကူးပါနဲ့စိတ်ရှည်ပြီးအကျိုးရှိပါစေရိုက်ကူးချင်တာတွေအားလုံးရဖို့အတွက်ပန်းမင်တွေရေလောင်းတယ်လို့ကင်မရာနဲ့ဒါမှမဟုတ်ဆဲဖုန်းကိုဝိတ်ရမ်းပြီးအမြဲကူးပါနဲ့ရိုက်ွက်တစ်ခုကိုရွေးပြီးညင်အောင်ရိုက်ကူးခြင်းအဖြစ်ပြိတ္တကိုဘာလို့ဖြစ်နေလဲဆိုတာကို တွေ့စီမှာပါအရေးပါလာစီကိုအမြန်ရွှေ့ဖို့လိုရဆိုရင်တော့ switch pan ကိုအသုံးပြုပါကင်မရာကိုတနေရာတစ်ခုကနေနောက်တနေရာတစ်ခုကိုဘေးတိုင်အမြန်လှည့်ပြီးရိုက်ကူတာကို switch pan လို့ခေါ်ပါတယ်အတန်ကန်းကောင်းရပါစေဖြစ်နိုင်ပါကနှစ်ချက်ကိုကင်မရာမှာတက်ပြီးနှာထောင်ပါကင်မရာဟာမိမိနားကကြားတဲ့အသံနဲ့ခွာခြားတဲ့အသံတွေကိုဖယုံနိုင်လို့ပါအသံဟာရုပ်ပုံတွေလိုပဲအေးပါပါတယ်နောက်ခံအသံတွေကိုဖျောက်ဖို့ကြိုးစားပါ လျက်စစ်စူညံတန်တွေက ပိုးပြီးအတိကျပါတယ်မိကလည်းအေးပါပါတယ်လူတွေကိုရိုက်ကူးတဲ့အခါသူမြင်လက္ခဏာကိုဖုံးကွယ်စရာမလိုဘူးဆိုရင်နေကိုနောက်ခံထားအမြဲကူးပါနဲ့တိမ်များတဲ့နေဆိုရင်တော့ရိုက်ကူးတာအကောင်းဆုံးပါနေလေနေအောင်ကိုရှောင်းပါဆဲဖုံးဖြင့်ရိုက်ကူးခြင်းအနီးကရိုက်ကူးပါဆဲဖုန်းကင်မရာဟာဗီဒီယိုကင်မရာတွေလောက် မတည်ငြိမ်မှုဆိုတာကိုသတိထားပါ။ ဲ့ဒါကြောင့်ရေဖြန်းသူတို့မရိပ်ပဲညင်အောင်ကင်ပြီးရိုက်ကူပါနောက်ခံကစူညံတန်တွေကိုသတိထားပါကြက်မရှိတဲ့နဲ့အတွက်အတန်တွေရိုင်းနေတာကိုသတိပြုနိုင်မှာမဟုတ်ပါဘူးအတန်ကိုအသုံးပြုလို့လည်းမရနိုင်တော့ပါဘူးအဓိကအားဖြင့်အင်တာဗျူးရိုက်ကူတဲ့အခါအနီးကရိုက်ကူပါမျော်လင့်မထားရကို ရိုက်ကူးခြင်းတခါတရံမှာမမျော်လင့်ပဲရုတ်တရက်တက်ခိုက်တာမျိုးလူတအုပ်စုတစု အစနာပြတာမျိုးတွေမင်းမြင်သက်သည့်အဖြစ်ကြုံတွေ့ရတတ်ပါလေ။ရက်ကူတာကိုအယုံဆိုင်နိုင်ဖို့တစုံတယောက်ကိုနှောက်ကနေကြီးခိုင်းပါ။အဓိကကာယကံရှင်ရဲ့လှုပ်ဆောင်ချက်တွေရရှိဖို့လှုပ်ဆောင်ပါ။ပြီးတော့ဆက်ဆက်ဖြစ်စဉ်တွေကိုလည်းရိုက်ချက်ခြင်းနဲ့ရက်ကူပါ။ဒါမှမဟုတ်လှည့်ပြီးရိုက်ကူပါ။ဒါမှမဟုတ်အပေါ်ကနေရိုက်ကူပါ။မင်းမြင်သက်သည့်တွေအဲ့ဒီချိန်မှာဘာတွေဖြစ်နေလဲဆိုတာကိုမင်းမြန်ပါ။အခွင့်အရေးနောက်တစ်ခါမရနိုင်ပါဘူး။လျှို့ဝှက်ရိုက်ကူခြင်းလျှို့ဝှက်ရိုက်ကူလို့ ဖြစ်နိုင်မဲ့အန္တရာယ်ကိုချင့်ချိန်ပါလူတွေတည်သွားရင်အကျန့်ဖက်တုတ်ပြန်ခဲရနိုင်ပါတယ်ပြီးတော့သူတို့ယုံကြည်မှုလည်းဆုံးရှုံးရပါမယ်ချင်း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 ဆုံးဖြတ်ပြီးတည်တည်ကြကြလုတ်ကင်ဖို့လစ်ချင်တာပါ တခါတည်းကမှကင်မရာကို အိတ်ထဲမှာဝတ်ပြီးဒါမှမဟုတ်ဝတ်စားတွေထဲမှာထားပြီးအပေါက်ကနေရိုက်ကူပါတဲ့အခုမျက်မြင်သက်သေအဖွဲ့ရဲ့လုံစော်ဆွဲဆိုရေးအတွက်ဗီဒီယိုရိုက်ကူးခြင်းလက်ညွန်ဒုတိယပိုင်းကိုကြည့်ရှုနေတာဖြစ်ပါတယ် ဒီမှာကောင်းမွန်တဲ့အင်တာဗျူးတစ်ခုကိုဘယ်လိုရိုက်ကူးရမလဲဒီအတွက်တင့်တော်မဲ့ရိုက်ချက်တွေဘယ်လိုရယူရမလဲပြီးတော့ဒီရိုက်ကူးသူတွေကိုဘယ်လိုကာကွယ်ရမလဲဆိုတာတွေကိုတင်ပြထားပါတယ်လူတွေကဇလန်းတွေကိုပြောပြပါလေသူတို့ကိုကြောက်ဝင်ပေးပါ မျက်မြင်သက်သေထွက်ဆိုချက်ဆိုတာဇလန်းကောင်းတင်ပြဖို့အားကောင်းစေပါတယ်ဒါတွေဟာ ရုပ်ပုံတွေအတွက်ဆက်ဆက်မှုတွေရစေပါတယ်သင်ရိုက်ကူးခဲ့သူကိုကာကွယ်ပါ မှုကျွလွန်သူတွေကလွဲရင်တခြားသူဆိုခွင့်ပြုချက်တောင်းပါနားလည်မှုသဘောတူညီချက်ရရှိပါစေသူတို့ရဲ့သူမြင်လက္ခဏာကိုဘယ်လိုကာကွယ်ရမယ်ဆိုတာကိုစဉ်းစားပါအင်တာဗျူးမဲ့သူကိုနောက်ခံအလင်းထွန်ပြီးရိုက်ဖို့စဉ်းစားပါဒါမှမဟုတ်သူမြင်လက္ခဏာကိုကာကွယ်ဖို့မျက်နှာကိုဥထုပ်နဲ့ကာကွယ်ပါစေဒါမှမဟုတ်မျက်နှာကိုမရိုက်မိအောင်နောက်ကျောဒါမှမဟုတ်အဝေးကနေဒါမှမဟုတ်သူတို့ရဲ့လက်တွေကိုရိုက်ပါတက်နိုင်ပါကတီးဖြတ်တဲ့ပရိုဂရမ်သုံးပြီးသူတို့မျက်နှာတွေကိုချက်ချင်းဖြတ်ဖြစ်ပါ အချမ်းရိုက်ကူးချက်တွေကိုအမြဲကာကွယ်ပါဖွင့်ပြီးမေးတဲ့မိကွန်းတွေကိုမေးပါဇလန်းတစ်ခုလုံးရစေဖို့ကောင်းတဲ့နီလန်းကတော့မိကွန်းတွေကိုဘာကြောင့်လဲဘယ်လိုလဲဒါမှမဟုတ်ပြောပြပါစတဲ့မိကွန်းတွေမေးပြီးဟုတ်တယ်မဟုတ်ဘူးဖြေရမယ့်အဖြေကိုတော့ရှောက်ပါပြီးတော့အင်တာဗျူးသူနဲ့မငြင်းခုန်မိပါစေနဲ့ဖြေရှင်းချက်တွေရပါစေဝေဝါးတဲ့အချိန်တွေမှာဒါမှမဟုတ် အရေးပါတဲ့ရိုက်ချက်တွေလိုအပ်တဲ့အခြေအနေမျိုးမှာဘေးမှာရပ်နေသူတွေစီကဘာတွေဖြစ်တယ်ဆိုတာကိုကင်မရာပေါ်မှာရှင်းပြခိုင်းပါသုံးပုံတပုံဥပဒေအင်တာဗျူးတစ်ခုကိုရိုက်ကူးတဲ့အခါမှာအင်တာဗျူးဖြေသူရဲ့မျက်လုံးကိုရိုက်ကွက်မျက်နှာပြင်ရဲ့အပေါ်ဘက်သုံးပုံနှစ်ပုံလောက်မှာထားပါပြီးတော့ကင်မရာရဲ့အမြင်မှာထားပြီးကန်လန့်ပြတ်သုံးပုံနှစ်ပုံမှာရိုက်ကူးပါနောက်ခံတဲ့အနိကရိုက်ချက်များအင်တာဗျူးတွေရိုက်ကူးတဲ့အခါမှာနောက်ခံမှာဘာတွေရှိလဲဆိုတာကိုသတိထားပါ အနီးကရိုက်ချက်အတွက်အနီးကိုကတ်တဲ့အခါမှာအင်တာဗျူးဖြေသူရဲ့နှဖူးကိုဖြတ်ပြီးရိုက်ကူးတာဟာမေးစီကိုဖြတ်ပြိုက်ကူးတာထက်ပိုပြီးတင့်တော့ပါလေ။အင်တာဗျူးကိုရှင်းပြနိုင်မဲ့ရိုက်ချက်တွေကိုရိုက်ပါ။အင်တာဗျူးဖြေသူကတခုပြောရင်သက်ဆိုင်နိုင်မဲ့ရိုက်ချက်တွေဒါမှမဟုတ်ပြောတဲ့စကားလုံးတွေကိုရှင်းပြနိုင်မဲ့ပုံတွေကိုစဉ်းစားထားပါ။ဒါပေမဲ့တခုပြီးတခုလှောက်ဆောင်ပါ။ဒီလိုရိုက်ချက်တွေကိုအင်တာဗျူးဖြေစင်းထဲမှာရိုက်ဖို့မကြိုးစားပါနဲ့။ ဒီဖြတ်ဖို့လိုမယ်ဆိုရင် လိုအပ်မဲ့ပုံတွေရရှိပါစေတင်းဆက်လန်းကိုတိထားပါရက်ချက်စရင်ကိုကြိုးစင်ပြင်ဆင်ထားပါကအကူအညီဖြစ်စေနိုင်ပါမယ်အဲ့ဒီအတွက်ဆက်လန်းကို လိုအပ်မဲ့ပုံတွေနဲ့လူတွေကိုတိထားနိုင်ပါတယ်ကတ်စဝေးရက်ချက်တွေကိုတည်တည်ချာချာရိုက်ကူပါဒါတွေဟာအသေးစိတ်ရက်ချက်တွေပါဒီဖြတ်တဲ့အခါမှာရက်ချက်တွေအပြောင်းအလဲတွေမှာတုံ့ပြန်နိုင်ပါတယ် ်အင်တာဗျူးဖြေသူရဲ့လက်ချောင်းတွေဒါမှမဟုတ်ပတ်ဝန်းကျင်အခြေရိုက်ချက်တွေဖြစ်ပါတယ်။